မရိုက်ကူကင်တွေကပြောပြောခဲ့သလိုပဲပေါ့နော်ဒီတဲဇလက်ဖြူဆိုရဲစက်ကောင်တွေကတဲစုငိမ့်အတွက်ဖြစ်လာရဲ့လို့ပြောလို့ရအောင်ဟိုကိုက်ညီမှုရှိနေပေါ့နော်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းမရိုက်ကူကင်တွေကသေလို့ねကျွန်တော်တို့ねတိုင်ပင်ပြီးတော့ဝစ်စုံလေးမိတ်ကက်တွေပိုင်းနေပေါ့နော်အကုန်လုံးတခြားတီတီပြင်ဆင်ခဲ့ကြရတယ်အခုရိုက်နေအချိန်မှာလည်းတခန်းတခန်းချင်းစီကိုကျွန်တော်တို့ဒါအက်ဒရိုက်တာဆိုလဲစီတိုဆိုရဲ့ဒါလမ်းညွှန်မှုတွေကျွန်တော်တို့တခြားလေးစူးစမ်းပြီးတော့ လုံနေကြရှင်ပါတယ်စင်းနိုင်စင်းနိုင်ကတော့အာပရိသတ်တွေဂျင်းနဲ့အာငူရှိစေမယ်လို့ညွှန်လင့်ပါတယ်တတဲပရိသတ်တွေတကယ်စိတ်မပြည့်စရာပါလို့ကျွန်တော်အမှတ်ခံပါတယ်ဟုတ်ဟေးတဲ့ preliminary မှာဝိတ်ခဲ့တဲ့ဟာလေးဆိုတော့လေ ဒီပြိုင်ပွဲတုန်းကလည်းဒီဝစ်ဆောင်ဝစ်ဖို့တလားလောက် train ပြီးတော့မှဒီဟာလမ်းလျှောက်တာကြီးချင်းရရဆိုတော့ဆရာတော့အခုလဲဒီဝစ်ဆောင်နဲ့လျှောက်တဲ့အချိန်မှာဟိုအခုမှပြန်ပြီးဝစ်လိုက်ရတဲ့အချိန်မှာပြိုင်ပွဲတုန်းကဒီ heavy ဖြစ်တဲ့ pressure ဖြစ်တဲ့ feeling တွေအကုန်လုံးတော့ပြန်ရလိုက်ပါတယ် ရရင်ဆင်သွားဟုတ်ရရင်ဆင်သွားကျွန်တော်အစတော့ dream ထားမိဘူးတတဲနဲ့အမနဲ့ရုပ်ဆင်နေဆိုပါလေဒါပေမဲ့ပုံနေတင်တဲ့ချိန်မှာပြည့်တက်တွေကအရန်ရုပ်ဆင်နေအာတကယ်တားမိလို့ပဲပြောကြတယ်ပြီးတော့အဲ့တော့မှပြန်ကြည့်ရမှာအာဟုတ်တယ်တတဲတော်မှာတတဲလည်းပြောတယ်နော်အဲ့လိုအဓိကသူတို့မျက်ဝန်းလေးတွေကဟိုကြည်ကြဲလေးနေအဲ့လိုမျက်လုံးအင်ကျဲတော့လေအာရရင်ဆင်သွားဖြစ်ဖြစ်လိမ့်မယ်ထင်တယ်ဟုတ် မင်္ဂလာပါခင်ဗျာโอเคအာဒီနေ့ကတော့ဒါပြည်သက်တွေလည်းတည်ပြီးသားပေါ့เนาะမမေ့ချီဦးပေါ့เนาะဒါကျွန်တော်ရဲ့ဒူလီယာမြတ်ရွှေရှင်ကားကြီးပေါ့အာဒီမမေ့ချီဦးမှာပါဝင်တဲ့ဇဝင်ငန်းတခန်းကိုဒါကျွန်တော်ရဲ့ကူးညက်ဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ကတော့တည်းဒီမမေ့ချီဦးကားကြီးရဲ့ဇဝင်ငန်းလေးတခန်းပေါ့เนาะဒီမှာလာပြည်ရဲ့ကူးဖြစ်တာပါဟုတ်ကဲ့အာဝမ်းသာပါတယ်ခင်ဗျာကျွန်တော်တို့ကအာဒီရိုက်ကူးကြီးတော့မပြီးသေးဘူးပေါ့နော်ဒါပေမဲ့ဒီဇဝင်ငန်းပုံလေးတွေကိုပြည်သက်တွေမျှော်နေကြဆိုတော့သိလို့အမှတ်တရရင်လည်းအာ ထုတ်ပြလို့ရသလောက်လေးထုတ်ပြအချိန်မှာပြည်သက်တွေအများကြီးရင်ခုန်ပေးကြတယ်အများကြီးစိတ်ဝင်စားပေးကြတယ်ပေါ့နော်အဲ့တော့တစ်ခွေလုံးအားရှိရသလိုအအများကြီးစူးစမ်းဖို့လည်းအားရနေလည်းရပါတယ်အကောင်းဆုံးစူးစမ်းနေကြပါတယ်ဗျအဲကျွန်တော်အစောကတည်းကပြောလို့လိုပါပဲခင်ဗျဒီကားမရိုက်ကူးကင်တွေကပြောပြောခဲ့သလိုပဲပေါ့နော်ဒီတဲတဲဇလက်ကျူဆိုတဲ့စက်ကောင်လေးကတဲစုငိမ်းအတွက်ဖြစ်လာရဲ့လို့ပြောလို့ရအောင်ဟိုကိုက်ညီမှုရှိနေပေါ့နော်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းမရိုက်ကူးကင်တွေက သေးဦးနဲ့ကျွန်တော်တို့တိုင်ပင်ပြီးတော့ဝတ်စုံလေးမိတ်ကပ်တွေပိုင်းနေပေါ့နော်အကုန်လုံးတခြားတီတီပြင်ဆင်ခဲ့ကြရတယ်။အခုရိုက်နေအချိန်မှာလည်းတခန်းတခန်းချင်းစီကိုကျွန်တော်တို့ဒါအဒရိုက်တာဆိုလဲစီတူဆိုရဲ့ဒါလမ်းညွှန်မှုတွေကျွန်တော်တို့တခြားလေးစူးစမ်းပြီးတော့လုပ်နေကြရှိမှာ။စင်းနိုင်စင်းနိုင်ကတော့အာပရိသတ်တွေဂျင်းနဲ့အာမှုရှိစေမယ်လို့ညွှန်လင့်ပါတယ်။တတဲပရိသတ်တွေတကယ်စိတ်မပျက်စရာပါလို့ကျွန်တော်အားမခံပါဘူးပြ။အပြင်ကတဲဆုငင်းနဲ့တဲတဲဆက်လက်ဖြူဆိုရင်အပြင်က ဒီ online ကလူတွေတည်တဲ့တဲဆုငိမ်းကဒီထဲမှာပါရယ်ပေါ့နော်တဲဆုငိမ်းပါပဲဒါပေမဲ့တဲ့ရဲ့ဒီတချို့အခန်းလေးတွေကကျတော့အပြင်နဲ့နည်းနည်းတော့ကွာခြားမှုတွေရှိပါတယ်ကြတော့စင်ပေါ်မှာဆိုရင်တော့ drown နေပေါ့နော်အခုကတော့တော်တော်ကြာခဏခဏပြန်လျှောက်ရတာပေါ့ကမအများကြီးလို့ go win ကျွန်တော်ကအဓိကဟိုပြည်သက်တွေဖွဲ့ဖွဲ့ရာကြည့်စီနေတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီကျွန်တော်နဲ့လက်တွဲမဲ့တယောက်ဆောင်တွေကိုလည်း ဒီကားရမစခင်မီတင်မာတွေကလည်းပြောထားတယ်။အာတတဲလို့ဆိုလဲစပြီးတော့တွေ့ကြတယ်ပြောထားတယ်စိတ်ရှည်ရမယ်ဆိုတဲ့ဟာပေါ့နော်။အဲ့တော့ကျွန်တော်တဏီကုံနေမှာတက်ဆင်းပြီးချိန်မှာပြီးတာပေါ့။အဲ့တော့ဒါတော့မှဒီနေ့ဆိုရင်ဒါကဝါရှောက်တဲ့အစင်းလေးပဲပေါ့နော်။အဲ့တော့တကယ် item လောက်တဲ့ခါမှဆိုရဲတခြားလူအသေးစိတ်ဒီစကားမှာမှမျက်ရည်ကျနေတယ်ဒီတော့မှလှည့်ကြည့်နေတယ်ပေါ့။အဲ့လိုအသေးစိတ်စူးစမ်းကြတဲ့ပုံစံမျိုးကျွန်တော်ကသဘောကျဖြစ်တဲ့အတွက်ကိုဒီနေ့ဆိုလဲ မောက်တွေ့တိုင်းပဲပေါ့နော်တကယ်ဆိုခဏခဏပြင်ပြင်ရှောက်ပါရတယ်ပေါ့နော်အာခုနကမှနှစ်ယောက်စနေသေးရဲ့အာတကယ်ရှောက်တုံးကတော့စင်အောင်မှတရောင်းမဲ့တစ်ခါပဲရှောက်ပါရတယ်ပေါ့ခုကတော့အခါပေါင်းများစွာရှောက်ရတာပေါ့နော်အဓိကပရိသတ်တွေကိုအဲရက်ချက်ကောင်းကောင်းလေးနေပြီးတော့ကတ်တိုင်းမှာအတက်နိုင်ဆုံးပေါ့နော်ပါဖက်ဖြစ်အောင်စ조사ထားတဲ့သဘောပါပဲခင်ဗျဟုတ်ဒီကောင်ကကြာရတဲ့ preliminary မှာဝိတ်ခဲ့တဲ့ဟာလေးဆိုတော့လေ ဒီပြိုင်ပွဲတုန်းကလည်းဒီဝစ်ဆောင်ဝစ်ဖို့တလားလောက် train ပြီးတော့မှဒီဟာလမ်းလျှောက်တာကြီးချင်းခဲ့ရတာဆိုတော့ဆရာတော့အခုလဲဒီဝစ်ဆောင်နဲ့လျှောက်တဲ့အချိန်မှာဟိုအခုမှပြန်ပြီးဝစ်လိုက်ရတဲ့အချိန်မှာပြိုင်ပွဲတုန်းကဒီ heavy ဖြစ်တဲ့ pressure ဖြစ်တဲ့ feeling တွေကိုကုန်လုံးတော့ပြန်ရလိုက်ပါတယ်တကယ်ကြတော့သဘောကျတယ်ဘာလို့လဲဆိုတော့အဲ့လိုဟို ိုယ်တော်တော် free မဖြစ်ပေမဲ့ပေါ့နော်ကိုယ်တော် free မဖြစ်ဘူးဆိုတော့ဒါကောင်းတဲ့ဘက်ကတွေးမယ်ဆိုတာအရင်အဆင်ပြေတာပေါ့နော်ကိုယ်အတွက်ကဒီလိုပြောရမယ်ဆိုရင်ဒီဟာအတွက်ကိုအကောင်းဆုံးလုပ်ရမယ်ကိုဘေးဟာဘေးစကလုံးပြောမှညှိကြရမယ်ဘေးစကလုံးဆိုဘေးဘက်ကိုကြီးလိုက်စေခြင်းဒါကိုဆက်ကလုံးဝထီတီးတင်ပေးရဆိုတော့အဲ့ဒါအရင်သဘောကျတယ်အဲ့ဒါလည်းအဲ့လိုမျိုးဟိုအဲ့လိုကြက်ပြီးတော့ပြောရမယ်ဆိုရင်တေချာတင်ပေးတဲ့ writer ဆိုတော့လေအရင်သဘောကျပါတယ်အာအဓိကကကျွန်တော်တဲတဲကို စပြီးသူပြိုင်ပွဲဝင်နေတဲ့ကာလတစ်လျှောက်မှာတည်းသတိထားမိတာပေါ့နော်သတိထားမိရဲ့အချိန်မှာဗာသတိထားမိလဲဆိုတော့သူကအရင် bright ဖြစ်တယ်ပြီးတော့ move ပေါ့နော်သူကဒီဒီ round ဆိုရင်ဒီလို move လက်သွားမယ်ဒီလိုပုံစံဆိုဒီလို move လက်သွားမယ်ဆိုရယ်ပြီးတော့သူ miss ပြိုင်နေတဲ့လျှောက်လုံးမှာဆိုရယ် miss move နဲ့လုံးဝပေါ့နော်အဲ့လိုမျိုးသူအားထုတ်ခဲ့စူးစားခဲ့ပေါ့တကယ်လည်းအပြင်ကတဲဆုညင်ရဒီပုံစံမဟုတ်ဘူးပေါ့နော်တကယ်အရင်ကျွန်တော်ကအပြင်ကတက်ဆုံနေကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တိကျပြောချင်တာကသူအဲ့လိုမျိုးအဲတခြားလေး move နဲ့ သူလောက်ရမဲ့တာဝန်ကိုခြေပုံအောင်စူးစမ်းရတဲ့ကလေးဆိုတော့ကျွန်တော်သိရတယ်ပြီးတော့အရန်ညံကောင်းပြီး bright ဖြစ်တဲ့ကလေးဆိုတော့ item လုံနိုင်ဤမလုံနိုင်ဤဆိုတော့ကျွန်တော်မသိရသေးခင်ပါလေကိုကို train train တော့သူစူးစမ်းကြည့်နေစိတ်အပြည့်ရှိမယ်ဆိုတော့ကျွန်တော်ယုံကြည်ထားပြီးသားပါအဲဒါကြောင့်ဒီတသိစလက်ဖြူဆိုတဲ့ဇက်ကောင်လေးမှာလေအာသူဆိုတာမျိုးကွတိဖြစ်လာပါဘောเนาะကျွန်တော်ရောပြီးတော့မမ်မီမီကိုကိုပေါ့เนาะတသိလေးနဲ့ရိုက်ချင်တယ်တသိကိုစောင့်ကြမယ်ဆိုပြီးတော့ဒီပြိုင်ပွဲပြီးရဲ့ကာလမှာ join ပြီးတော့ ဒါအခုတော့ရိုက်ကူးရေးကာလာစတင်နေပြီပေါ့နော်ဟုတ်ရိုက်ရင်းစင်သွားဟုတ်ရိုက်ရင်းစင်သွားကျွန်တော်အစတော့ဒရီမထားမိဘူးတတဲနဲ့အမနဲ့ရုပ်စင်နေဆိုပါလေဒါပေမဲ့ပုံနေတင်တဲ့ချိန်မှာပြိတ္တတွေကအရန်ရုပ်စင်နေအာတကယ်တားမိလို့ပဲပြောကြပြီးတော့အဲ့တော့မှပြန်ကြည့်ရမှာအာဟုတ်တယ်တတဲတော်မှာတတဲလည်းပြောရနော်အဲ့ဟိုအဓိကသူတို့မျက်ဝန်းလေးတွေကဟိုကြဲကြဲလေးနဲ့အလိုမျက်လုံးအင်ကျဲတော့လေအဲ့ရိုက်ရင်းစင်သွားဖြစ်ဖြစ်လိမ့်မယ်ထင်တယ်ဟုတ်မတ်တရားတွေကတော့အများကြီးပါပဲဒါကိုဆက်ဆိုရင်လည်းတတဲဟို ရိုက်နေနေပါတော့တဲ့ဒါဟိုဘေးကနေစုပေးရတာပေါ့နော်ကိုဆက်ကိုနေရအော်အော်ပြီးတော့စုအဲ့လိုမျိုးအခန်းလေးရှိမယ်ပြီးတော့ဒီခါလေးကြာရင်ကိုဆက်ဆိုလုံးဝမွန်နီတာရှိကနေကြည့်နေနဲ့ကိုဆက်ကိုယ်တိုင်လိုက်ငိုရတဲ့ဟာလေးလေအဲ့လိုမျိုးစင်းနေလဲရှိတယ်အဲ့တော့တကယ်ကိုကိုဆက်စိတ်နှစ်နိုင်စွမ်းရအရင်များတယ်ပေါ့နော်အရင်များပြီးတော့အဲ့လိုမျိုး memory လေးအများကြီးရှိပါတယ်ပြီးတော့သူတို့လုံးဝမစင်းနေဆိုရင်တိတ်လုံးဝမစင်းဆိုရင် ကျွန်တော်အရင်လုတ်ပြလိုက်တာပေါ့နော်တဲ့ငိုရမယ့်စင်းဆိုရင်ကိုဆက်အရင်လုတ်ပြရင်ငိုလိုက်ပြီးတော့တဲ့ဒီအင်ကြည့်ဒီအင်လုတ်ဆိုတဲရတဲ့အဲ့ချိန်မှာကျွန်တော်လုတ်ပြတဲ့အချိန်မှာ तू ကအာယုံစူးစမှုအပြည့်နေကိုတန်းနေအရာဘာမှ तू ကောင်းနေမရှိတော့ဘူးဘာပြောပြောလဲ तू နားမထောင်တော့ကျွန်တော်ကိုပဲကြည့်ပြီးတော့အဲ့အတိုင်း तू ရအောင်ပြန်စူးစမ်းရပေါ့အဲ့လိုမှတ်ရဟိုဟိုတကယ်မြုပ်ွက်စင်းလေးစင်းဆိုခေါင်းလှဲ့တာအစားကျွန်တော်မကြိုက်လို့ပေါ့နော်တခြားလေးကို तू ခေါင်းကိုဒါဒီကိစ္စပြီးတော့မှလှဲ့မယ်အဲ့လိုအတိအကျလေးပေါ့နော်တဲလည်းအရန်စူးစမ်းရတကယ်စိတ်ချမ်းသာပါပဲဗျဟုတ် မရှော့သေးဘူးရှော့လုံးဝမရှော့ဘူးမမရိုက်ကွင်းလာကြည့်ပို့ပြီးတီးလိုက်မယ်အရန်ဒီထဲမှာဇန်ဝင်သွားရင်ဒီထဲကိုပဲအဲ့လိုမျိုးနစ်ဝင်သွားရပါဘူးတဲ့ဟိုအဲ့လိုအကြီးကျယ်ဆူထားတဲ့ခန်းလေးလည်း making လေးရှိပါတယ်အာဂျုံတင်တဲ့ခါကျရင်ပြိတက်တွေအမတ်တရကြီးကျယ်ဆူထားတဲ့ခန်းလေးပေါ့ကြည့်အောင်တင်ပေးပါမယ်ခင်ဗျာအာမဟုတ်ဘူးဆူရဲဆိုတာငိုအောင်ဆူတာငိုအောင်ဆူတာတကယ်ဒီဇာဝင်ခန်းမှာတကယ်အရေးကြီးဆုံးခန်းဖြစ်နေရောသူမျက်ရည်ရအောင်အာ move ပေါ့နော်အဲ့လိုကျွန်တော်တို့ကရိုက်ကူးရေးဆိုတော့ တတဲရတော်ပြီးသားမူနိုင်ပြီးသားဒါပေမဲ့ lighting error ဖြစ်ရင်ဖြစ်မယ်ပြီးကက်ကက်တွေပြန်ချိုးရရှိရင်ရှိမယ်ဒီပုံမှာ mood ကိုပြန်ပြီးတော့ဆွဲခေါ်ဖို့ကြာသူ့အတွက် experience ကလိုသေးရအောင်เนาะလိုသေးရဆိုတော့အဲ့တော့ဒုံဆိုပြီးတော့ပြန်တက်ဖို့အတွက်ကကြာအောင်ကျွန်တော်ကဘေးကနေပြီးတော့ aura လည်းရှိရဲတော်တော်လေးကက်ပြီးတော့နှစ်ယောက်တည်းတည်းကိစ္စရပြောရလည်းရှိရဲအစုံပေါ့เนาะအဲ့တော့အဲအရင်စင်ကြပါတကယ်ကိုအဲ့လောက်စူးစမ်းမယ်တော့ကျွန်တော်မထင်သားဘူးပေါ့เนาะဟုတ် ဟာမြုပ်ကွက်ဆိုမှာတော့မြုပ်ကွက်ဘုံမိုင်းမြုပ်ကွက်ဆိုမှာတော့ပိတ်ကားမှာလာကြည့်ရအကောင်းဖြစ်မှာပါအဲဒါပေမဲ့ကျွန်တော်ပြောနိုင်တာထင်တာအထက်ပို့ပြီးတော့မြုပ်ထားတဲ့ဇလန်းလေးအများကြီးစက်ွက်တွေအများကြီးရှိပါတယ်။ဟောလေကျွန်တော်ဒီဘိုင်းနဲ့ပတ်သက်ပြောရရင်တော့အဲတတဲဘဝမှာဒါအခုဆိုရင်သူကားရေးစားရည်နေပြီပေါ့နော်ရုပ်ရှင်လောကရေးသူစားဝင်လာပြီပေါ့ တော့သူနောက်ထပ်နောက်ထပ်လည်းအများကြီးစကားတွေအများကြီးကြုံပါပါပဲဒါပေမဲ့သူ့ဘဝမှာတော်တော်ဇလက်ဖြူဆိုရဲစကောင်လေးကသူဘယ်ပြောအနေနဲ့အသက်ဘလောက်ကြီးကြီးပြန်တွေ့လိုက်တယ်မှာအမှတ်တရတစ်ခုဖြစ်စေမဲ့စကားဖြစ်မဲ့ဆိုတာအမှတ်ခံပါဟုတ်ကဲ့ဒီတတဆလက်ရှူဇက်ကောင်လေးကဘေးချိန်မဲ့ပြန်ကြည့်ပြန်ကြည့်ပေါ့နော်မယိုးသွားပဲနဲ့ဒီရင်ထဲမှာဆွဲချန်စီမဲ့ဇက်ကားလေးတခါဇက်ကောင်တစ်ခုဖြစ်မယ်လို့တည်းလေးယုံကြည်ပါတယ် ဟုတ်ကဲ့အကျွန်တော်တို့ကတော့ဒါရိုက်ကူးပြီးတာနဲ့ပရိသတ်တွေရှိကိုအမြန်ဆုံးရောက်နိုင်အောင်ပေါ့နော်စူးစမ်းတော့နေပါရခင်ဗျာအခုကလေးကပရိသတ်တွေအများကြီးစိတ်ဝင်စားပြီးနေတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒါကလည်းကျွန်တော်ယုံပေါ်အမြန်ရောက်နိုင်ဖို့အတွက်ကိုအထောက်အပံ့များဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲတေချာလေးပေါ့နော် PP ရောပရိသတ်ရှိကိုဟိုတင်ဆက်လိုက်တာမဟုတ်ဘဲနဲ့တကယ်ပရိသတ်တွေကြည့်ရတာဟိုအမတ်တရားဖြစ်စီမဲ့စကားကောင်းတကားဖြစ်အောင်အများကြီးပြင်ဆင်ပြီးစူးစမ်းပြီးတော့ပရိသတ်တွေရှိကိုရောက်လာဖို့အမြန်ဆုံးရောက်လာဖို့အတွက်ကိုစူးစမ်းသွားမှာပဲ ဟုတ်ကဲ့မိတ်ချူကိုင်ယုံတင်လဲအားလုံးတတဲ့ fan တွေရောဒီစကားအပေါ်လုံးအားပေးကြတဲ့ fan တွေအားလုံးကို like ခဲ့ဖို့တတဲ့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါရှင်